ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနည်းကြရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရင်စဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနည်းတစ်ခါတော့တတိယပြီ ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်ဒီတနေ့ကျတော့မတို့ဒါတွေထားခဲ့ရတနေ့ကျတော့မတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ငါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တိမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောင်းရှိဘူး ဲ့ဒီလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စသင်ညာကိုစင်ញင်တို့တရားနဲ့မကြမကြစင်ញင်သုံးသက်ပေးခြင်းအဖြစ်ဝိပဿနာကုသိုလ်ဖြစ်ပါလေအဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မှာဆိုရင်လူတွေအဲ့ဒါတွေတွေးရင်စင်ញင်တယ် အကုန်လုံးထားခဲ့ရမှာဓာရီတွင်ဆင်ရင်တယ်လို့ထင်အောင်တယ်လေမဟုတ်ဘူးအတိညာနဲ့ဆင်ရင်သုံးသက်ကြည့်တယ်အမှန်အကန်ကိုဆင်ရင်သုံးသက်ကြည့်ရမယ်ကြည့်လိုက်ဘလို့ကျိုးရအောင်ဆိုတော့တွေ့တာမှုတွေရော့သွားတယ်ဒါမှမဲတွေ့တာမှုတွေရော့သွားတယ် ကိုကိုထာဝရဖြစ်နေတဲ့အတွေ့အရော့သွားတယ်။ဩငါတို့ကတခဏပါလား။တခဏဆိုတော့အကျိုးရှိတာလောက်ပါမှာပါလားဆိုတာဒီအသည့်လေးဝင်လာ။အဲ့ဒီအသည့်ကတန်မိုးရှိတာပြောတာနော်။တွေ့တာမှုတွေကိုရှင်းချနိုင်တယ်။အသည့်နဲ့မှတွေ့တာမှုကိုရှင်းချ။တွေ့တာမှုရှင်းချနိုင်မှရှင်းနေကတော့ကဆိုတာရှင်းချလို့ရတယ်။စေကကြည့်နေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတော့ကမဖြစ်ဘူး။ ကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတော့ကံဖြစ်ဘူး။တော့ကဖြစ်တာကိုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်။ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်။အဲဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောက်လိုက်ပါ။ကြိုးစားပြီးတော့ဘာနဲ့ဖြောက်မမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှင်းချပြီးဖြောက်ပါမ ဒီနေ့ဒီဆေးရလွယ်လို့တခြားနေ့မရှိဘူးမြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်ဘုဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာရှားပွေခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှားပွေတဲ့အခါမှာလည်းတရားမြတ်တာမှုနဲ့ရှားပွေရအောင်သုံးပြုတဲ့အခါမှာလည်းပဲတံပိုးရှိတဲ့သုံးပြုလို့သုံးပြုအောင်မှာဖြစ်တယ် အဲ့ဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်ကိုလည်းထုတ်နေလို့အောင်မှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီမှတ်သားနိုင်ထားကြပါတရားချက်ခင်သူတော်စင်ပြိတ္တအပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့သုံးဆွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်းတို့ရတွေပစ္စည်းဥစ္စာကိုရှာဖွေကြမယ်အသုံးပြုကြမယ် နောက်ဆုံးရလာတဲ့ဘဝလေးမှာမကန်တဲ့အသိဉာဏ်တွေရအောင်ကြိုးစားအထောက်အကျမဲ့လို့ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးမမေ့မလျော့သောတတိကြီးမားသောလုံလဝိရိယဖြင့်ကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း